rehab ဆိုတော့ပါလဲ rehab ဆိုတော့ bossa blue formula လိုနဲ့ခိုးနေရရှောင်းလေးဒီညာရှောင်းလေးတာမျိုးပြောရလားဒီ video မှာတော့လူတိနေပြီးတော့အရန်ကိုအရေးကြီးတဲ့ rule တစ်ခုဖြစ်တဲ့ rehab အကြောင်းလေးနဲ့မိတ်ဆက်ပြပါမယ် rehab ဆိုတော့ R E H A B reassessment evolution hazelosin activation blending ဒီအဆင့်၅ဆင့်ရတော့ rehab training တမှာ general အရာအသုံးချရတဲ့ protocol တွေဖြစ်ပါတယ် trainer အများစုနားလည်ထားကြတော့ low risk injury and pain တွေ Porter Era တွေ Movement Mechanic အမားတွေ Muscle Imbalance နဲ့ Asymmetry တွေကိုတောင်းယူရဖြစ်ပါတယ်အကုန်လုံးကိုခြုံပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကအရင်ကလှုပ်ရှားဖို့တိချောက်ထားတဲ့ Movement အမှန်ကိုပြန်ပြီးတော့သင်ပေးတာပြန်ပြီးတော့ Restore လုပ်ပေးတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကဒီလှုပ်ရှားမှုကိုဒီလိုလုပ်ဝယ်တည်ဆောက်ထားတာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကရင်းနှီးနေတဲ့ movement pattern တကူ brain ကအလွယ်သုံးနေတဲ့ movement pattern တကူလှုပ်လိုက်ပြီးဆိုလို့ရှိရင်ကြာလာတဲ့အချိန်မှာတော့ pain နဲ့ injury ကလိုက်လာအောင်အဲ့တော့ဟိုနားနာတယ်ဒီနားနာတယ်ဈေးကန်းသွားတယ်ပြန်လာတယ်ဆေးတောက်တွေပျောက်သွားတယ်ဈေးကန်းသွားတယ်ပြန်လာတယ်ဆေးတောက်တွေပျောက်သွားတယ်ဂျင်းပြန်သွားတယ်အာနားတယ်ဟိုနားနာတယ်ဒီနားနာတယ်ပြီးလို့ရှိရင်ဈေးကန်းသွားတယ်ပြန်လာတယ်ဆေးတောက်တွေပျောက်သွားတယ် ဒီလိုနဲ့တန်ကြလဲနေရောအဲ့တော့တကယ်တမ်းဘာလုပ်ရမလဲဆိုလို့ရှိရင် brain ကမရင်းနေတဲ့ movement pattern တခုခန္ဓာကိုယ်ကဒီလိုတိဆောက်ထားတဲ့ movement pattern တခု movement အမှန်ကိုပြန်ပြီးသင်ပေးရအဲ့ဒီအချိန်ကြာမှာကျွန်တော်တို့ရဲ့ pain နဲ့ injury ကတကယ်လုံးဝအရှင်းပြတ်သွားတော့တာနောက်တစ်ခုက posture error posture error လည်းဒီတိုင်းပဲလीကျွန်တော်ခန္ဓာကိုယ် resting position မှာဒီလိုနားဖို့အတွက်ဒီလိုမတ်တက်ရဖို့အတွက်ဒီလိုထိုင်ဖို့တိဆောက်ထားတယ်အဲ့တော့မှကျွန်တော်တို့ကိုယ်တိုင်ကအပြင်းကြီးပြီးတော့မတက်ရတဲ့ဒီလိုလမ်းလျှောက်နေတယ်ဒီလိုထိုင်နေတယ်ဒီလိုအဲ့တော့ကြာလာဘာဖြစ်သွားလဲ လက်ပြင်ကုံကရှူသားအင်တာနယ်ရိုတေးရှင်းတွေဖြစ်တယ်ပကုံးနာတယ်ခါနာတယ်နောက်တစ်ခုကပခုံးနာရှူတာပိန်ဒီပခုံးရဲ့အတွင်းမှာဆိုလို့ရှိရင် rotator cuff muscle ဆိုပြီးရှိရ rotator cuff muscle ရဲ့အဓိကအလုပ်ကပခုံးညင်အောင်ထားပေးရပခုံးရဲ့ stability အတွက်ဒီကောင်တွေတာဝန်ယူပေးရတယ် rotator cuff muscle တွေမှာ internal rotator နဲ့ external rotator ဆိုရဲ့ subscapularis infraspinatus teres minor teres major ဒီကောင်လေးကြီးက rotator cuff muscle ကြီး internal rotator နဲ့ external rotator ဆိုပြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာ muscle အကြီးကြီးနှစ်ခုပတ်မိုင်နာနဲ့လက်တော်စီကနေပြီးတော့ဒီကောင်လေး internal rotation လုပ်ပေးရသေးတယ်ကျွန်တော်တို့ brain နဲ့ movement ရင်းနှီးနေတယ် brain နဲ့ရင်းနှီးရနှစ်ကောင်ပတ်မိုင်နာနဲ့လက်တော်စီ internal rotation ကိုဒီကောင်နှစ်ကောင်ပဲသုံးလံကြာလာတော့ကြာလာတော့ဘာဖြစ်လဲ internal rotator တကယ် internal rotator လုံးဝဝိသွားအောင်အဲ့မှာ external reader နဲ့ internal reader master implant ဖြစ်တဲ့နှစ်ကောင်းမမြတော့မမြတော့ဘာဖြစ်လဲကျွန်တော်ရှူသား a stability ကောင်းပါတော့မလားရှူသား stability မကောင်းတော့ဘူးရှူသား stability မကောင်းတော့ဘာဖြစ်လဲပကုံးနေနာတယ်ဘေးညာနာဒီညာနာဒီအတွင်းညာနာတယ်အဲ့ဒါကြီးဖြစ်ကြတယ်အဲ့တော့ပကုံးနာတာဒါကြောင့်ပဲလားဆိုတော့မဟုတ်ဘူးเนาะဒါဥပမာအနေနဲ့ ြောပြတာဒါဥမာနည်းနည်းပြောတော့ပကုန်းနာရည်ဒီလိုဖြည့်ရှင်းလို့မရဘူးเนาะကျွန်တော်အဓိကပြောချင်တာဒီ movement တွေကိုလွဲမှားပြီးအတုံးချနေတဲ့အတွက်ကြောင့်မလို့ဒီမလူလားအပ်တဲ့ပြဿနာတွေဖြစ်လာတယ်ဆိုတော့ပြောပြတယ်။နောက်တစ်ခုက rehab နဲ့ rehabilitation ဒီကောင်နှစ်ကောင်ကစလုံးချင်းကြည့်လဲစင်တူနိုင်ပေမဲ့တကယ်တော့မတွေ့ပါဘူး rehabilitation ဆိုတော့ကျွန်တော် medical dance မှာအတုံးချနေတဲ့စကလုံးတစ်လုံးပြန်လည်ထူကြောင်းရေး rehab ဆိုတော့ rehab reassessment movement restoration ဒီကောင်နှစ်ကောင် different concept ပါလောကမတွေ့ပါဘူး ကျွန်တော်ကိုယ်တိုင်လည်းမှားခဲ့ပါတယ်ဒါပိုးဝေလင်းပြောတော့နောက်ထပ်ပိုးဝေလင်းပြောရမယ်ဆိုတော့ရှင်ကျွန်တော် rehab ကိုမှားခဲ့ုံနဲ့မကောက်အထင်မှသိရတာပါဘယ်လိုလဲဆိုတော့ငါငါပကုန်းလာလို့ရှင်စီကန်တော့လိုက်မှာဘာလို့ဒီကောင်တွေဈေးကြီးပဲဆက်ရှင်ပေါင်းပြတော့ငါနေပါလေအာဘာကိုကစောင့်ပွဲပါအဲ့လိုထင်ရဘူးလေတွေးခဲ့ဘူးပဲတကယ်တော့ rehab ဆိုတော့ကျွန်တော် fee အကုန်လုံးမှလိုရဒီ fitness level ထဲမှာရှိနေတဲ့များ rehab ကိုတည်ထားဖို့လိုရမတည်ထားရင်တော့မနက်နက်ရှမ်းရိုင်းမတည်ထားရင်တော့အပေါ်ရန်လေးတော့တည်ထားဖို့လိုရဒါမှလွှဲစင်တာအတွက်လှုပ်စင်တာလုပ်လို့ရပါဘူး ပေါင်နဲ့ဒါလာလိုလာပဲပြီးမှလာလိုလာပဲဝင်းချမှလာလိုမှာပဲခန္ဓာကိုယ်ကြီးအောင်လုံးမှလာ high water လာလိုမှာပဲလေ့ကျင့်ကလည်းလိုမှာပဲကျန်းမာရေးလေ့ကျင့်ကလည်းလုံးမှလာလိုမှာပဲဘယ် movement မဆိုဘယ် exercise ဆိုဒီ movement တွေသုံးနေတွေ့ရတော့ဒီ rehab ဆိုတဲ့စကလုံးကလိုနေမှာပဲဒါပေမဲ့စိတ်မကောင်းစရာကျွန်တော်ဒီ fitness page ထဲမှာ real trainer တွေကနည်းနေနည်းနေအဲ့နည်းတဲ့နေရာမှာပြန်စစ်ထုတ်လိုက်ပြီလို့ရှိရင်တကယ်ကျွမ်းကျင်တဲ့တကယ် professional real trainer တွေက လေအဲ့ထက်နေအဲ့ဒါတော့စိတ်မကောင်းစရာပါအများစုကြည့်လိုက်မယ်ဆိုရင် trainer တွေက weight ချမယ်အစီတင်အစီအတင်စစ်စစ်တင်တာဖြစ်လို့အစီချမယ် weight ချမယ် muscle ကြီးအောင်လုပ်မယ် deep body transformation ပဲပဲသွားတာများကြတယ်လीအဲ့တော့တကယ်အရေးကြီးတကယ်အသုံးဝင်တဲ့အရေးပါတဲ့ rehab ဆိုတဲ့စက္ကလုံရဲ့အနှစ်သာရပြောင်းပြီးရောအဲ့ဒီတော့ကျွန်တော်ဗီဒီယိုလေးကိုလောက်ရခြင်းနဲ့ဖြစ်ပါတယ်โอเคဗီဒီယိုလေးတော့ဒီလောက်ပါပဲ ကျွန်တော်ဒီကြားရက်ဒီမှာဗီဒီယိုမတင်တာသတိထားမိမှာပါကျွန်တော်ပြောက်သွားတာမဟုတ်ပါဘူးကျွန်တော်ဗီဒီယိုရိုက်ရတာအခက်ခဲလေးရှိတယ်လို့ပါကဲဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုဆက်တင်သွားအောင်မယ်နောက်လာမယ့်ဗီဒီယိုတွေမှာတော့ကျွန်တော် client တွေကိုအဓိကထားပြီးတာဂက်လုပ်သွားပါမယ်ဒီဗီဒီယိုကြည့်နေတာ client တယောက်ဂျင်းဆော့နေတဲ့သူတယောက် volunteer ဆောင်မရှိလုပ်နေတဲ့သူတယောက်ဆိုလို့ရှိရင်တော့ကျွန်တော်အခု follow ထားခဲ့ဖို့အကြံပေးချင်ပါတယ်ဘာလို့ဆိုတော့နောက်လာမယ့် content တွေကခင်ဗျားအတွက်တကယ်အသုံးဝင်မှာမလို့ပါကဲဟုတ်ပြီ see you in the next video bye bye